ဒီမြဝတီချောင်းဆောင်မှာပေါ့ရေနစ်ပြီးတော့တည်သွားတာပြောတယ်လေးယောက်လုံးပြီးခုပြိုင်နေမှာမတယောက်ကနစ်သွားတာ ဒီတော့じゃနောက်တစ်ယောက်ပါလိုက်ကြနောက်တစ်ယောက်ပါနေရောဒီလူငယ်၄ဦးကဒီနေကံမဟုတ်ပဲနဲ့မြောက်ဒီနေကံမဟုတ်ပဲနဲ့အေယောဒီတိုင်းသားတွေလို့သိရသူတို့ကူတဲ့နေရာကဝဲကရော့တွေရှိတဲ့နေရာဒီနေရာကအရန်ဆိုးတယ်ဗျာနော်ဒီချောင်းစုံ၃ခွားစုံတဲ့နေရာဝဲကရော့တွေရှိတယ်အားလုံးမေမင်္ဂလာပါရှင်မွေး YouTube Channel လေးရင်ကြိုတိုလိုက်ပါတယ်မို့ဒီနေ့တစ္ဆပိကျင်တဲ့တဲ့တင်လေးကတော့မြောက်ဒီချောင်းစုံမှာလူငယ်၄ဦးရေကူးပြိုင်ရင်းနဲ့ရင်းနှီးသွေးဆုံးသွားတယ်ဆိုတဲ့တဲ့တင်လေးကိုတစ္ဆပိမှာပဲဖြစ်ပါရဲ့ရှင်ဘီရိုတော့မှဆိုလို့ရှင်နော်သူတို့ရေမနစ်ခင်းဒီမြင်ကွင်းလေးလက်ပါတယ်ဗောနော်ချီတဲ့မြို့တွေလဲဘုဟုတရတင်ငန်းဆိုင် လူတို့ကြောင့်ပြန်လည်ညလိုက်ချင်းမဖြစ်ပါတဲ့မွဲဗီဒီယိုလေးကိုဆုပ်ထည့်လက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဒီမြဝရီချောင်းဆောင်မှာပေါ့ရေနစ်ပြီးတော့တေသွားတာပြောတယ်လေးရောင်လုံးတေသွားတာဒီဗီဒီယိုဖိုင်လေးပေါ့နော်ခုချိန်ကြီးကတော့အလောင်းကတော့ပြန်မတွေ့သေးဘူးရှာနေတော့မှရှိသေးတယ်ဒီကမြဝရီချောင်းဆောင်ရှိကူပြိုင်နေကူနဲ့တိစုံတော့ဘောနော် ဒီဗီရဲမှာတော့ဟုတ်တယ်သူရေနှစ်တယောက်သာပါသွားတယ်တယောက်ကတော့နှစ်သွားတာပေါ့နော်တယောက်နှစ်တဲ့ချိန်မှာသူရေကူးပြိုင်လာရေကူးပြိုင်နေမှာမှတယောက်ကနှစ်သွားတာရပြီရပြီလို့ပြောတာမရအောင်ဆက်ကူသွားမှာနှစ်သွားနှစ်တော့じゃနောက်တယောက်ပါလိုက်ကဲနောက်တယောက်ပါနှစ်ရောအဲ့ဒီအထိပဲပါတော့တယ်အဲ့လောက်ဝယ်လာအဲ့လောက်ဝယ်လာ ARV တိုင်းသားအဲ့လောက်ဝယ်လာကြတော့ ARV တိုင်းသားတွေပါမယ်မှာဘယ်လိုကျန်တဲ့ဥစ္စာတော့ဘယ်လိုလဲမသိဘူး ARV တိုင်းသားတွေကအဲ့လောက်ဝယ်လာ ပြောရအောင်တယောက်တည်းနောက်၃ယောက်လုံးမှာ like ကင်ကင်စင်ရင်းနဲ့တည်သွားတာနေမှာအကုန်၄ယောက်လုံးတည်ရပြောတယ်ဒါပေမဲ့အလောင်းကတော့ရှာမတူသေးဘူးခုထိတော့နိုင်ရောမလားဟိုဒီနေရာသူတို့အထာလည်းမတည်တာပါတာပေါ့နော်အဲ့ဒါပါဘာကောက်တဲ့လောက်ပဲလားနော်ပြောင်းရအပြည့်ဖြစ်သွားရတာအဲ့ပါဘောမလားကြာကြောင်းရှိရဒီကနေအရင်ဆက်နေတော့နော်ဒီမှာ YouTube ပြန်ရင်းရဲ့ Ready 1 2 3ကြာမှာသွားမယ်နော်ဟိုအမအဲ့ဒီနေရာကလူလဲစားတယ်ကြမ်းလဲကြမ်းတယ် ရေစီးရလဲမတရားတန်တယ်။သူနစ်သွားတဲ့နေရာဆိုတော့ဝဲလဲရှိတယ်။ဘလို့ဝဲပြောမှသူက6 3ခွဆိုင်လေ။အဲ6ခွက3ခွဆိုင်။အဲ့နေရာမှာနစ်သွားတချို့နေရာတွေကသဲတွေတူးလာတာရှိတယ်။အမှားတွေကရေတွေကတချို့နေရာကြိုင်တွေလည်းနစ်သွားတယ်။ဝဲလဲရှိတယ်။ဒီကောင်အနေများတယ်ဒီချောင်းကြီးက။ရည်ရလဲများတော့ပြီးဒီကောင်ကရေကျွန်တော်တို့အရင်တော့ကလည်းသွားဘူးပါတယ်ဒီနေရာစော်ဘူးတယ်အရင်ကစော်တော့ကတော့မှရေတိမ်တိမ်လေးအဲ့လောက်တော့မရှိဘူးရေကြည်အောင်မြင်နေရတယ် အဲ့တော့မှရေစီးရမတရားတန်တာနော်အခုဒီဟာဆိုရရေတော်တော်တက်နေတဲ့အချိန်မှာနော်ဒီမှာရေတက်နေတဲ့အချိန်များတယ်ကဲကဲစမနော်စမနော်အမှသူတို့ဒါတော့ခုကတော့ရေကူးပြိုင်တော့မှာပေါ့နော်တကယ်တနာဘူးလောက်ကောင်းတယ်အပြောင်းအနေအပြည့်ဖြစ်ပြောမှာဆိုတော့နော်ဒီမြေဒီနေရာအထာလည်းမသိတာလည်းပါမှာပေါ့အထာသိရဆိုတော့တော့လည်းမကူရဲဘူး ကြီးအောင်အမရေရေကူးပြိုင်တော့မှာတဲ့စိတ်လည်းမကောင်းခုထိတော့အလောင်းတော့ရှာမတွေ့သေးဘူးပြောတယ်ပွဲထိုးတာလည်းမပေါ်သေးဘူးတဲ့ချောင်းကလူစားတယ်ရစမယ်နော်ဟာတူသေးကိုရေကူးပြိုင်ပြီနော်ကျွန်တော်ဟိုတစ်ခါသွားတာတော့မှအဲ့ဒီတစ်ခါကြားပြပြကြားတော့ကြားပါလားအဲ့တော့ရေဒီလောက်လည်းမတည့်ဘူးထိုဂျိုင်းကြီးကကျွန်တော်ကြားမလို့ပဲကန်ကောင်းတာအဲ့တော့ကကိုတော့ ဟိုဘက်ကကြောက်တုံးလေးကန်ပြီးတော့ဒီဘက်ဟိုဘက်ဖြစ်လိုက်လို့ဒီခုပြန်နေကြပြီနော်အဲ့တော့တော့ကိုကြီးတော်တော်သေးရမတိကောင်းမပြောက်ကောင်း stop stop ကိုသားရ stop အဲ့အမရက်ရက်ခိုင်းနေပြီ तू ကမရဘူးဆက်သွားနေအမနစ်တော့မှနစ်တော့မှဒီမှာနော်ရပြီလို့ပြောနေတော့နားမထောင်ဘူးရပြီလို့ကျုံကွာကြီးနဲ့တသိန်းနဲ့သွားပြီအမမြုပ်ပြီစိတ်မကောင်းစရာပဲနော်ဒီခုမပြိုင်ရှင်မှုဒီလိုနေရရင်မ ငါတော့အမသွားပြီနောက်ပြက်ကနောက်တစ်ယောက်သွားခဲ့ရပလုံးဆိုဖြစ်သွားပြီအမချက်ချင်းပဲအမကျွင်းရည်ကြီးမြောက်တီချောင်းစုံမှာဒီလူငယ်လေးဦးကရင်းနှစ်တည်ဆုံးသွားတော့ဒီလူငယ်လေးဦးကတယောက်ကိုတယောက်မှကယ်ဆယ်ရင်းเนาะပရမတယောက်ရင်းနှစ်ပြီးတော့အဲ တည်ဆုံးသွားတဲ့အချိန်မှာနောက်ထပ်တစ်ယောက်လာခဲ့တယ်နောက်ထပ်တစ်ယောက်ကဲရင်းနဲ့တစ်ခါထပ်နှစ်တယ်ပြီးတော့နောက်ထပ်တစ်ယောက်ထပ်ခဲ့တယ်တစ်ခါထပ်နှစ်တယ်နောက်ထပ်တစ်ယောက်ထပ်လာတယ်တစ်ခါထပ်နှစ်တယ်ပေါင်း၄ယောက်စလုံးရင်းနှစ်ပြီးတော့တည်ဆုံးသွားတာပေါ့နော်အယုတ်အလောင်းတွေဟိုတော့အခုချိန်ကြီးဆယ်လို့မရသေးဘူးလို့သိရတယ်ပေါ့နော်ဆိုတော့ဒီလူငယ်လေးဦးကဒီနေကံမဟုတ်ပဲနဲ့မြောက်ဒီနေကံမဟုတ်ပဲနဲ့အယောဒီတိုင်းသားတွေလို့သိရတယ်နော်အယောဒီကလို့သိရတယ်နော်ဆိုတော့အခုချိန်ဒီလေ ခြာပွေနေစဲပဲပေါ့နော်ဒီလူငယ်လေးဦးကနော်အဲသူတို့ကူတဲ့နေရာကဝဲကရော့တွေရှိတဲ့နေရာပေါ့နော်ချောင်းသုံးခွဆုံတဲ့နေရာပေါ့နော်ချောင်းကဝဲရှိနေတဲ့ချိန်မှာတော့အဲပရမတယောက်ရောက်သွားတဲ့နေရာမှာဝဲကဆုပ်ယူပြီးတော့နစ်မြုပ်သွားတာပေါ့နော်ဆိုတော့ဘလူးမကူခတ်မနိုင်ဘူးဒီနေရာကအရန်ဆိုးတယ်ဗျာနော်ဒီချောင်းဆုံသုံးခွဆုံတဲ့နေရာဝဲကရော့တွေရှိတယ်ဗျာနော်ဝဲကရော့ရှိတဲ့အတွက်ကြောင့်ဒီနေရာကိုရောက်သွားတဲ့ ရေကူးတဲ့သူဘယ်သူမဆိုဝဲကတော့အဆုတ်သွားပြီးရင်အောက်ကိုဆွဲနှက်တယ်လို့မျိုး ဖြစ်သွားတယ်เนาะဆိုတော့ပြန်ပြီးတော့အဲမပေါ်လာတော့ဘောเนาะဒီလိုမျိုးဖြစ်စဉ်မျိုးတွေရေသွားကူးတဲ့လူတွေခဏခဏကြုံတယ်ဘောเนาะဒါပေမဲ့ဒီတစ်ခေါက်ကတော့၄ရောက်စလုံးအတက်ဆုံးရှုံးသွားတယ်ဘောเนาะအဲကိစေကြီးသမားတွေကတော့အခုချိန်ကြီးလိုက်ရှာနေတော့မယ်ဘောเนาะဆိုတော့ဒါမြောက်ဒီမျိုးချောင်းဆုံးမှာအခုဖြစ်သွားတဲ့ရင်းနှစ်တည်ဆုံးမှု၄ဦးပေါ့เนาะဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ဒီဗီဒီယိုကြောင့်လည်းကေဇေဟီတမားတွေကအဲအခုအခုဒီပြင်းနဲ့လိုက်ရှာနေဇဲပဲပေါ့နော်ဆိုတော့အဲဒီချောင်းစုံကတော့ဝဲကတော့ရှိတဲ့အတွက်အနေရရှိတဲ့ဆိုတဲ့အကြောင်းလေးပေါ့နော်ဒီဗီဒီယိုနဲ့အတူတင်ပြပေးလိုက်တယ်နော်အခုဒီနေရာလေးကတော့ဒါပေါ့နော်ဟိုကဟိုပြီးခဲ့တဲ့လေးလောက်ကရေနစ်တဲ့နေရာလေးပေါ့နော်အမှလူငယ်လေးဦးရေနစ်ပြီးတော့တေးဆုံးသွားတဲ့နေရာလေးပါဒီချောင်းစုံပေါ့နော်မြောက်ချောင်းစုံတရားရအောင်မှာ၃ခွ သုံးခွဆိုင်ပေါ့နော်အဲ့ဒီချောင်းဆုံးမှာပါနှစ်တာပါဒီမှာတစ်ခွဟိုဘက်မှာတစ်ခွဟိုမှာတစ်ခွသုံးခွသူတို့ကလည်းဘယ်လိုပြောမလဲပေါ့နော်ကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးဗျာမြင်ရတာလည်းအမှခုချိန်ကြီးတော့ပွဲပေးထားပါပေါ့နော်အဲ့ဒါတော့ပေါ်မလာသေးဘူးတယောက်မှပေါ်မလာသေးပါဘူးလေးရက်နဲ့တညနေရှိသေးတယ်ဗျာဟိုးပေါ်သေးပြီဖြူလေးရွားမှတဲထားပါပေါ့နော်မပြီးသေးပါဘူးခုမှတဲလက်စားပါ့ တကယ်အမှကရေးစီရလည်းမတရားအတန်နေသူတို့ကလည်းနေခံမဟုတ်တော့ကြတော့ဒီရင်းနေအကြောင်းမသိတခါမှလည်းမချိုးဘူးတော့အဲ့လိုမျိုးပေါ့နော်မဖြစ်တင်နိုင်ဖြစ်ကုန်အောင်အပြောင်းအလဲအပြက်ပေါ့ဗျာတကယ်စိန်ကောင်းပါဘူးလူငယ်လေးပဲရှိသေးတယ်တကယ်တမားဖို့ကောင်းတယ်ဗျာအခုဒီဗီဒီယိုလေးကတော့ကျွန်တော်ဟိုမနေ့ကသွားတဲ့ချိန်ပေါ့နော်အမှသူတို့ဟိုဟာ ရှာလာလည်းမတွေ့သေးဘူးလုံလောက်လည်းပေါ်မလာသေးဘူးဆိုတော့ကျွန်တော်စိတ်မကောင်းတာနဲ့ပဲတစ်ဖက်တလန်းနေကူညီကြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဆရာကိုချက်ချင်းမှတွားခေါ်ပြီးတော့ဒီမှာလာကြည့်ရပြီလို့လေပါသူတို့ပြီးပါးတွေကိုကိုချင်းစားလို့ပေါ့ဗျာအဲ့ဒီဟိုမိွားရေဆိုတာတည်မလားကိုတကယ်တေသွားရဆိုတော့မှနောက်ဆုံးနေနဲ့ယုံလုံးလေးတော့မြင်ချင်းချရတယ်လေအခုချိန်ကြာဆိုဘလို့ဖြစ်လဲဆိုတော့တေးလားရှင်လားဆိုတော့အဲ့ဒီပေါ့နော်မျောလင်းချက်အဲ့ဒီရှင်မလားဆိုတော့မျောလင်းချက်လေးနဲ့သူတို့မှာမြေတမမနဲ့စုတ်တက်ထိတ်နေစိတ်ပူနေရတာပူပန်နေရတာ ဲ့ဒါကိုကျွန်တော်မကြည့်ရလို့ပါကျွန်တော်ဆရာအမပေါ့နော်ကြည်တာပြောပုံရတော့ဒီတပတ်အတွင်းတော့ပေါ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အလောင်းအကုန်လုံးတော့ပြန်ရနိုင်ဖို့ကတော့မမြင်ဘူးပေါ့ပေါ်မယ်ဆိုရင်တော့မှဒီပေါ်တဲ့နေရာကဒီအနည်းနာမှာတော့မပေါ်နိုင်ဘူးပေါ့နော်ဝေးမှာပဲပေါ်မယ်အခုကသူတို့ခုကြီးနေတဲ့ကိစ္စမှာလဲပေါ့နော်တခြားပြောကဟိုဟာတွေဒီဟာတွေပါညာမပအောင်ပေါ့နော်ဒီရိုးရိုးပဲပေါ့နော်ဒီ ရေစီးကြောင်ဖြစ်ရင်ဖြစ်မယ်ဒီဝဲကြောင်ဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒီတိုင်းရိုးရိုးပဲရေနေတာပေါ့နော်တချို့ကိစ္စတွေတော့လည်းပြောလို့ကမကောင်းတော့ဘူးလေအဲဒါကြောင့်မလို့ကျွန်တော်တချို့ကိစ္စတွေတော့တိတ်ပြီးတော့မပြောတော့ပါဘူးတကယ်ပြန်တွေ့ရဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့တင်ပေးပါ ဗာမျိုးရေမွေးပြူလေးကတော့ဒီလောက်ပါပဲရှိဒီမြဝတီချောင်းဆောင်မှာ AR တိုင်းသား၄ယောက်ရေကူးပြန်ခြင်းနဲ့မှရင်းနှီးသေဆုံးသွားတယ်ဆိုတဲ့သတင်းလေးကိုတိဆက်ခဲ့တာပဲဖြစ်ပါရဲ့ရှိဒီဒေတာကရေစီးလက်ကျန်းနဲ့လူလက်စားတယ်လို့ပြောတယ်ပေါ့နော်ဒါကို AR တိုင်းသားတွေကမတိပဲနဲ့ဒီမှာရေကူးသွားပြိုင်နေပေါ့နော်တယောက်ရင်းနှီးသွားတာကိုတယောက်ကလိုက်စေတယောက်ရင်းနှီးသွားတာကိုတယောက်ကလိုက်စေနေမှာ၄ယောက်ကလုံးဒီဆုံရှုံသွားတာပဲဖြစ်ပါရဲ့ရှိအခုဆိုလို့ရှိရင်တော့ဒီရုပ်အလောင်းတွေကိုလည်းမတွေ့သေးဘူးပေါ့နော်ဒီနောက်ထပ်လူငယ်တွေလည်းဒီလိုမျိုးဖြစ်ဖြစ်နေတယ်မကြုံရအောင်လို့ဘူးဒရနဲ့ပြန်လဲမြောက်လို့ချိမဖြစ်ပါလိမ့်ချိတဲ့မျိုးတွေလည်းဘူးဒရတင်ငန်းစားတုံးတုံးတွေရဲ့ရဲလိမ့်မလို့လည်းမျက်လိပိုင်ရှိမ ဗီဒီယိုလေးကိုစောင့်ထည့်လေးပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မကော့မန့်လေးတွေရေးကပ်ပြီးလို့ရပါရှင်မောဗီဒီယိုလေးကိုစောင့်ထည့်လေးပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်သတင်းတွေရရှိလို့ရှင်ဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်ပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ